ြင်းဦးလွင်မှာလက်ရှိကာလပေါက်စီရမြေစည်းရောအိမ်စည်းရောကိုတွက်မယ်ဆိုရင်တော့ဒါဈေးတင်တဲ့နေရာမှာပါတယ်လို့ပြောလို့ရတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်အခုမိတ်ဆက်ပေးပါမယ်။ဒီနေရာကပြင်းဦးလွင်မြို့ရဲ့ရက်ွက်ကြီးဆက်ကိုငရမ်းချောင်းဘားတင်ဈေးရဲ့အနီးမှာတည်ရှိတဲ့ချန်ဂျေပီ30 50ပုံမှာတည်ဆောက်ထားတဲ့ RC နှစ်ထပ်ခွဲတိုက်လီပဲဖြစ်ပါတယ်အခန်းဖွဲ့စည်းပုံအနေနဲ့ဒီအိမ်မှာအောက်ထပ်မှာကဒါအေကန်းကျဲတစ်ခုပါမယ်ဒိုင်းကြီးကချမ်းဧရိယာရှိမယ်မာစတာတခန်းနဲ့ကားပါကင်ဧရိယာပါရှိတဲ့အနေအထားမျိုးလေးဖြစ်ပါတယ်အခန်းနေအကုန်လုံးကဒါလင်းလင်းရှင်းရှင်းနဲ့ကျဲဝန်းနဲ့ပုံစံမျိုးလေးဖြစ်မယ်ရေဘူးရေအေးတွေကဒါအခန်းတိုင်းမှာပါရှိတဲ့အနေအထားမျိုးလေးတွေဖြစ်ပါတယ်ဒါအပေါ်တကူတက်တဲ့လေကားခွေနေဆိုနဲ့ဒါကျဲဝန်းပြီးတော့လင်းလင်းရှင်းရှင်းရှိတဲ့ပုံစံမျိုးလေးလည်းဖြစ်တယ် ဒီအိမ်မှာအခန်းဘွဲအနေနဲ့ကတော့ဒါအေကန်းကျဲနှစ်ခုမာစတာနှစ်ခန်းစင်ငယ်တစ်ခန်းနဲ့ကားပါကင် area ပါရှိတဲ့အနေထားမျိုးလေးတွေဖြစ်ပါတယ်။နီနာပတ်ဝန်းကျင်မှာလည်းလူနေအိမ်ကောင်းလေးတွေရှိတဲ့အခန်းကြီးအကုန်လုံးကလင်းလင်းရှိရှိနဲ့ကျယ်ဝန်းပြီးတော့ဒါအောက်ခင်းဆိုနဲ့ကိုရီးယားပါကီတွဲမီလီကိုတုံးထားပြီးတဲ့အနေထားမျိုးလေးဖြစ်ပါတယ်ဗျ။ ရေချိုးကန်းတွေအကုန်လုံးကဒါလင်းလင်းရှင်းရှင်းနဲ့ကျယ်ဝန်းနဲ့ကြွေပြားတွေဆိုရင်ဒါအမြင့်ထီကိုတုံးထားပေးတာဖြစ်ပါတယ်အဲ့တော့ဒီအိမ်ရဲ့အပေါ်ဆုံးတက်ကလည်းဒါ view ကြိုက်တဲ့မိတ်ဆွေတွေအတွက်ကတော့တကယ့်ကိုပြည်ဦးလင်းရဲ့ taste ကိုခံစားလို့ရမယ်နေရာမျိုးလေးလည်းဖြစ်တယ်ပတ်ဝန်းကျင်ကလည်း view ကအရန်ကိုကောင်းတဲ့နေရာမျိုးလေးလည်းဖြစ်တာမို့လို့မိတ်ဆွေတွေစိတ်ကြိုက်တွေးစီမယ်နေရာမျိုးလေးတစ်ခုကိုကျွန်တော်အခုမိတ်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျဒီအိမ်ရဲ့အနောက်မှာမြေပူအနေနဲ့လည်းပါရှိပြီးတော့ဘုံရီချိုးကန်းအိမ်သာတစ်ခုကလည်းပါရှိတဲ့အနေအထားမျိုးလေးဖြစ်တဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ဒ ီအိမ်လေးကိုခေါ်ဆိုလာတဲ့ဇီးနှုန်းက3000ခေါ်ဆိုလာတာဖြစ်ပါတယ်။ပိုင်ရှင်တဲ့ဓာတ်ရိုက်စိတ်ကြိုက်ဇီးညီနိုင်လို့ရပါပဲဗျ။မျက်နှာလဲရလဲတောင်းအလဲလေးဖြစ်ပါတယ်။အလုံးကြီး